အားလုံးပဲမင်္ဂလာပါတီချဲ့နွေကကြိုဆိုလိုက်ပါတယ်တီချဲ့တို့ရဲ့သင်္ချာပု္ပ္ပာတွေကိုဖြည့်တဲ့အခါမှာမိခွန်းကိုနားလည်ဖို့အရေးကြီးပါတယ်နော်ဒါကြောင့်မလို့တီချဲ့ကဒီမိခွန်းနေကို နားလည်အောင်ရှင်းပြနေတာဖြစ်ပါတယ်အခုဒီဗီဒီယိုလေးမှာလည်းနော်မိခွန်းမှာပါတဲ့အချိုးတွေကိုတွတ်တဲ့အခါမှာဘယ်လိုယူရလဲဆိုတာလေးကိုဒီရရှင်းပြထားတဲ့အပြင်ဒီဂရီမိနစ်အနှုတ်ကလေးပါရှင်းထားတာဖြစ်ပါတယ်ကြည့်ရအောင်နော် Minglava is a messenger who she mapshapari, no? Mingunia, solve the triangle ABC with angle C equal to 90 degree, angle B equal to 25 degree, 43 minute, and C equal to 100. Using as much of the information below as necessary, no? Records 25 degree, 43 minute equal to 0.9010. 10 25 degree 43 minute equal to 0.4817အဲ့တော့နောက်မှ entry က ABC မှာ down C ရ90 degree ရှိတယ် down B ပေးထားတယ်25 degree 43 minute C equal to 100ဆိုတော့ဒါဒီ shadow case 2ပေါ့နော် down ချင်းလေးရဲ့အနာတနာရဲ့ပေးထားတာဖြစ်တယ်ဆိုတော့အဲ့ဆိုရင်ဒီ shadow ကကျန်တာတွေပုံရှားရမယ်အဲ့တော့ shadow ရှားရမှာက angle A ရှားရမယ် နောက်တစ်ခါအနာစီပေးထားတဲ့အတွက်ကြောင့်အနာ A ရယ်အနာ B ရယ်ဒီ share လို့ရှာမှာဖြစ်တယ်။အဲ့တော့ပေးချက်လေးအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီ share တို့ဒီ down A ရှာမယ်ပေါ့နော် down A ဆိုရင်90 minus angle B ဆိုတော့90 minus 25 degree 43 minute ကို share လို့နှုတ်မှာပေါ့နော်ဆိုတော့ down နှုတ်တာလေးကြည့်အောင်နော်25 degree 43 minute ကို90ဒီဂရီနဲ့နှုတ်အဲ့တော့90ဒီဂရီတစ်ဖက်ကမိနစ်က0 minute ဒီအောက်ကနှုတ်မှာက25ဒီဂရီ43 minute အဲ့တော့0 minute ဆိုတော့မနှုတ်နိုင်တဲ့ဘက်က1ဒီဂရီချိလိုက်တာပေါ့နော်1ဒီဂရီယူလိုက်တဲ့အတွက်သူက89ဒီဂရီဖြစ်သွားတယ်နော်သူကတော့60 minute ပေါ့နော်60 minute အဲ့60ရာနေပြီးတော့43ကိုနှုတ်မှာဖြစ်တယ် ဲကြောင့်သူဒီ brow degree ကြာလဲဆိုရင်70မိနစ်ကြာလဲဘယ်လောက်မိနစ်ကြာလဲဆိုတော့70မိနစ်ကြာနေပေါ့နော်89 degree ကနေပြီးတော့เนาะ25ကိုနှုတ်လိုက်တဲ့အတွက်ကြောင့်မလို့64အဲကြာ angle A 64 degree 80 70မိနစ်ရတယ်ဟုတ်ပြီနောက်တစ်နည်းကြည့်ရအောင်နော်ဒီ90ရေကနေပြီးတော့25 degree 43 minute ကိုနှုတ်မယ်ဆိုတော့ကိုကတစ်ချက်တော့ကဒီ 90ထဲကနေပြီးတော့ဒီမိနစ်ကိုချီးပြီးနှုတ်ရမယ်ဆိုတော့သိကိုကတခါတယ်89 degree 60 minute ကလေးကိုအရင်ပြောင်းထားလိုက်အဲဆိုရင်တော့ပို့ပြီးတော့ရှင်းတာပေါ့နော်25 degree 43 minute ဒါလေးကိုနှုတ်လိုက်လို့ရှိရင်မှ70 minute ကျန်မယ်ဒီဘက်က64 degree ကြာမယ်။ဟုတ်ပြီနော်။ဒါကြောင့်မလို့64 degree 70 minute ရပြီ။အင်္ဂလိပ်အေးရပြီ ဒီမှာတီချာတို့တွက်တဲ့အခါကျတော့ဒီ angle A နဲ့မတွက်တာမတွက်နဲ့ပေါ့နော်မတွက်ဖိနဲ့25 degree 43 minute နဲ့လဲတီချာတို့ကြည့်ဆိုပထမအဆုံး A ရှာမယ်နော် A ကိုလိုချင်တာ A လိုချင်တာသူပေးထားတော့ဆိုရင် C ပေးထားတယ်ဒါကြောင့် A by C နဲ့တွက်မယ် A by C တောင်း B နဲ့ကြည့်မယ်ဆိုလို့ရှိရင်နိစ္စအနာကိုတောင်းမှန်ကန်အနာနော်အခြေဆက် by hypotenuse အဲကြောင့်မို့လို့ cos အချိုးဖြစ်တယ် cos B တော့ a လိုချင်တယ် c cos b ဆိုတော့100 into cos 25 degree 43 minutes ဆိုတာကဒီချက်တို့ဒီမှာအပေါ်မှာပေးထားတယ်เนาะဒီလိုအပ်ရင်အသုံးပြုဖို့ဆိုပြီးတော့เนาะဒီမှာလေးတွေပြချက်ကလေးဒီမှာပေးထားတာရှိပါတယ်ဒါတော့တကယ်ဆိုလို့ချင်းတော့ဒါ log out ထဲကနေကြည့်ရတာပေါ့เนาะဒီမှာတော့အဆင့်တင်နေပေးထားတာဖြစ်တယ်ဆိုတော့ 0.90010လေးဒီမှာဖြစ်ပြီးမြောက်လိုက်တဲ့အခါမှာ90.10ဆိုလည်းဖြစ်ပြီးရတယ်ဒါက A ရပြီဟုတ်ပြီဆိုတော့ငါ angle A ရတယ်အခုအနား A ရပြီနောက်အနား B ကိုတွက်မယ်အနား B ကိုတွက်ရင်လည်းတချို့ B ဘိုင်း C နဲ့တွက်လို့ရတယ်အမေတချို့တို့ဒီမှာရှိနေတဲ့တန်ချိုးကိုကိုကယူရမှာပေါ့နော် b by a လို့တွက်လိုက်တဲ့အခါမှာနည်းနည်းချင်းဆိုင်တာနိစ္စနေတာနေစားတယ်နော် opposite side ပါရေးဆန်ဆက် ။ဒါကြောင့်မို့တန်ချိုးရတယ်။10 B က90.12နဲ့เนาะ0.4817နဲ့ဒါမြောက်လိုက်တာ။မြောက်လိုက်တဲ့အတွင်း43.41ဆိုရယ်တန်ဖိုးလေးကိုရတယ်။ဒါကတော့ဘီရဲ့တန်ဖိုးဆိုပြီးတော့ဖြည့်သုံးခုရသွားတာပေါ့เนาะ။မင်္ဂလာပါ။